်းမင်္ဂလာပါ။ခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဆ ్య မကတော့ဆောလာနွေနေဖြစ်ပါတယ်။ဆ ్య မအနေနဲ့ကတော့2025ခုအောက်တိုဘာလအတွက်တင်းလာသားသမီးတွေရဲ့ထီကန်စာတာနဲ့ lucky အဆောင်ရေဒီယာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလအတွင်းမှာဆိုရင်တင်းလာသားသမီးတွေရဲ့ဘောနော်ထီကန်စာတာကောင်းမကောင်းထီထိုးရမယ်နေ့အချိုးပေးခဏအချိုးပေးအခရာအချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ်ရေဒီယာလေးတွေဒီတလာလုံးမှာတင်းလာသားသမီးတွေအိမ်နွေးရေးပိုင်းမှာလုပ်ငန်းစီးပွားအဆင်ပြေဖို့နော် လောက်ကန်ကိစ္စစီးပွားရေးငွေရေးကြေးကျန်းမာရေးအခြေရာစပညာရေးစာစဆရာအဆင်ပြေစေဖို့အထူးကံကောင်းစေမယ့် lucky အစောင်းနော်ရေတရား lucky ကာလာလေးတွေကိုတစ်ခုချင်းပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီလအတွင်းမှာထိကံလေးကိုအရင်ဆုံးပြပြပေးသွားမှာပါ။တိဏ္ဍသာသမီးတွေရဲ့ထိကံကိုကြည့်လိုက်တဲ့အခါမှာထိကံကောင်းတဲ့လားလေးတလားဖြစ်ပါတယ်။ဒီလမှာလည်းတိဏ္ဍသာသမီးတိုင်းထိထိုးတင်ပါတယ်။ထိထိုးပို့တဲ့အချိုးပေးပေါ့နော်။နေ့ကိုကြည့်လိုက်တဲ့အခါမှာလည်းတင်းနေတာနေ့ဖြစ်ပါတယ်။ထို့ကြောင့်တိဏ္ဍသာသမီးတို့ကမိမိတို့ရဲ့မွေးနေ့လေးမှာပဲထိထိုးပေးကြပါနော်။အဲ့တော့ ဒီလအတွင်းမှာထီထိုးတော့မယ်ဆိုရင်ပေါ့နော်ဒီတလာလုံးကန်ကောင်းစေမဲ့ lucky ခဏလေးတွေကတော့နှစ်ခဏနော်ကိုခဏ6ခဏနှစ်ကို6အချိုးပေး lucky ခဏလေးတွေဖြစ်ပါတယ်အချိုးပေးအခရာလေးတွေကတော့ဆဆဆဆညာအခရာလေးတွေဖြစ်ပါတယ်နော်အဲ့တော့မိမိတို့အနေနဲ့ဒါအချိုးပေးနေအချိုးပေးခဏလေးတွေနဲ့နော်ထီထိုးတော့မယ်ဆိုထိုးနေ့အတွက်အကောင်းဆုံးချိန်လေးဆိုတာရှိပါတယ်အဲ့ဒီချိန်မှာ UB ထီထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာရွေးပြီးတော့တင်းနာနေတင်းနေမှာပေါ့နော်တနေ့တာအတွင်းမှာ ဒီချိန်မှရွေးပြီးထီထိုးတာပဲဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေစတင်ပြီးတော့လှုပ်ဆောင်တော့မယ်အရေးကြီးသောစကားတွေပြောဆိုမယ်အရေးကြီးသောအကြောင်းအရာတွေပြုလုပ်တော့မယ်အရေးကြီးသောခီးစဉ်တွေတွားတော့မယ်ဆိုဒီအချိန်လေးမှရွေးပြီးပြုလုပ်ပါမိမိတို့အတွက်အောင်မြင်မှုရရှိမယ်အချိန်လေးပါနော်အဲ့ဒီအချိန်လေးကမုတ်ဆိုးရှူရခဲ့အချိန်ကိုခေါ်ပါတယ်နေ့လေတနာရီ7ရက်နေ့3နာရီ36အတွင်းမှာပါအဲ့ဒီအချိန်မှရွေးပြီးထီထိုးလိုက်ပါနော်ကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အရက်ဒေတာကတော့အရှိရက်ပါတခြားတိုင်းမြေတွေမှာနေတဲ့သူတွေနိုင်ငံခြားတိုင်းမြေတွေမှာနေတဲ့သူတွေအတွက်ကတော့ထီထိုးဖို့အတွက်ပေါ့နော်ဒါအချိုးပေး နေ့ရခနန်းရအချိန်ရဒီသုံးမျိုးကိုပဲရွေးပြီးတော့ထီထိုးပေးရမှာဖြစ်ပါတယ်။နော်ထီထိုးဖို့နော်မိတို့နေတာအချိန်တိုင်းလေးတိတိကျကျထီထိုးပြီးသွားပြီဆိုရင်တော့ထီကန်ကားမှုတွေပြုတ်သွားမယ်ရေတရားလေးရှိပါတယ်။ဒီရေတရားလေးကတော့ထီထိုးပြီးသူတိုင်းမဖြစ်မနေပြုတ်လို့တဲ့ရေတရားလေးပေါ့နော်။အဲ့တော့ငွေထီးကိုလည်းမွေးနေတောင်မှသွားလှူပေးပါတင်းနာတောင်မှငွေထီးကိုလည်းလှူပေးပါမိမိအိမ်ဖျားမှာပေါ့နော်။နောက်ပြီးတော့ကြာစံကျော်လေးတပွဲနော်ကြာစံကျော်လေးတပွဲနောက်ပြီးတော့တက်ကြီးပူစော်ပေးပါနော်။ ကြာတန်ကျော်လေးတစ်ပွက်နေစင်ကပ်ပါနောက်ပြီးတော့တက်ကြီးရွယ်အိုလေးတွေပေါ့နော်မရှိဆင်းရဲတဲ့လူလေးတွေကို မိမိတို့အနေနဲ့ပေါ့နော်ပူဇော်ပေးပါတောင်ရဲဆောက်တာသူတွေတွေကိုပေါ့နော်မရှိစင်းရဲ့တောင်ရဲဆောက်တာသူတွေပေးကမ်းဆွန်ကြဲပြီးတော့ထိကမ်းကောင်းမှုထိစီပါဖို့ဆုတောင်းခြင်းဖြင့်ကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အိမ်ဖေးရမှာကတော့ဒါအာချာတန်ကျော်လေးတပွဲအမြဲတမ်းကတ်လူပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးတွေပေါ့နော်ပြုလုပ်ပေးပြီးတော့ထိကမ်းကောင်းမှုထိစီမနော်ပေါ့ဖို့ဆုတောင်းပေးလို့ရသလိုအာနေ့စဉ်ပြုလုပ်လို့ရတဲ့တပတ်ကိုတစ်ချိန်တစ်ချိန်ကိုစေတနာရှိသူလို့ပြုလုပ်ပေးလို့ရတယ်ပေါ့နော်ဒါတော့ထိကမ်းလေးကောင်းမှုအတွက် နောက်ထပ်ပေါ့နော်ဒါမမီတို့ရဲ့ဒါဒီတစ်လအတွင်းမှာလုပ်ငန်းစီးပွားငွေကြေးကျန်းမာရေးအခြေပညာရေးအဆအဆအဆရအဆင်ပြေစေဖို့အထူးကံကောင်းစေမယ့် lucky အစားနော်အဲ့ဒီကဘာလေးဆောင်လို့တန်တုံးလေးဆောင်ထားပေးပေါ့နော်တန်တုံးလေးတွေဆောင်ထားပေးပါအဲ့တော့တန်မှာအတုံးလေးတွေရှိရပေါ့နော်တန်ရဲ့အတုံးလေးတွေတန်တန်တုံးဆောင်လို့ရတယ်နောက်ပြီးတော့တန်လိုက်တုံးဆောင်လို့ရတယ်နော်တန်လိုက်တုံးပဲရရတန်တုံးပဲရရဆောင်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ဒိနာသားသမီးတွေကဒီလအတွင်းမှာကိုယ်အိမ်မှာ အိမ်တွင်းရဲ့အဆင်ပြေဖို့နော်စီးပွားတက်ဖို့လက်လာပါတွေဝင်ကျင်တဲ့အေးအေးချမ်းချမ်းရှိရှိနေတော့မိမိတို့ရဲ့အိမ်ဝန်းမှာတန်တုံးလေးတွေထားထားပြီးတန်တုံးတန်လိုက်တုံးလေးတွေကတ်ထားပြီးနော်တန်လိုက်တုံးလေးတွေထားထားပြီးမိမိတို့ရဲ့အဲကန်းမိမိတို့ရဲ့နံရံမှာတန်လိုက်တုံးလေးတွေထားထားပြီးတန်တုံးလေးတွေထားထားပြီးနော်ဘယ်နှတုံးမဲ့ဖြစ်ဖြစ်ရတယ်တန်တုံးလေးတွေကိုနော်ကိုရှင့်ရှိသလိုနှတုံးသုံးလုံးရှိတယ်နှတုံးသုံးတင်ထားသုံးလေးလုံးရှိတယ်သုံးလေးတော့တတုံးမဲ့ရှိတယ်ဆိုတတုံးတန်တုံးလေးတွေတင်ထားအမရောတန်လိုက်တုံးလေးတွေတင်ထားအဆင်ပြေသလိုလေးပေါ့နော်တင်ထားပေးပါအဲ့ဒါလေးတွေတင်ထားခြင်းဖြင့်နော်ဒီလအတွင်းမှာ ိမ်တွင်းရေးအချမ်းမှုတွေစီးပွားလက်လာပါတွေတိုးတက်မှုတွေအိမ်မရရအဆင်ပြေတာအဆင်ပြေလာတာမျိုးလေးတွေဘယ်တော့ခက်ခဲမှုတွေလွတ်မြောက်နိုင်ပါတယ်အချမ်းလာလိမ့်မယ်ရေတရာကတော့ဒါအိမ်ဖျားမှာတော့ဒါစံစံကြော်လေးတစ်ပွဲအမြဲတမ်းကတ်လူပေးပေါ့နော်အဲ့တော့လမ်းမေးမှာတာဆောက်တာသူတွေတက်ကြီးရွယ်ဦးလေးတွေကိုဆန်စီစေးစေးဝါးတက်စာအဆင်ပြေသူလေးတွေပေါ့နော်လှူဒန်းပြီးတော့လူရဆူတောင်းခြင်းမြင်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နောက်ထပ်ရောင်းဝယ်လုပ်ငန်းလုပ်နေသူတွေခီးသွားလာနေတဲ့သူတွေပွင့်ရုံပွဲစားလုပ်နေသူတွေကားဆွဲနေတဲ့သူတွေကုလုံငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့လက်လာပါတွေဝင်ခြင်းနဲ့ဆိုတန်လိုက်တုံးလေးဆောင်ပြီးခီးသွားတန်တုံးလေးဆောင်ပြီးတော့ခီး ီးထွက်နော်မိမိရဲ့လုပ်ငန်းစိုးရမှာတန်တုံးလေးတွေထားထားပြီးအယောင်းဝယ်စကားပြောရတဲ့နေရာမှာတန်နိုင်တုံးလေးဆောင်ပြီးတော့အယောင်းဝယ်စကားတွေပြောပေးလိုက်နော်ကားမောင်းနေတဲ့သူတွေကားဆွဲနေတဲ့သူကိုယ့်ရဲ့ကားကောင်းသူမကိုယ့်ရဲ့ခံခေါင်းမှာတန်တိုင်းတုံးလေးကတ်ထားလိုက်နော်ကားကောင်းမှာတန်တိုင်းတုံးလေးကတ်ထားလိုက်နော်အဲ့ဒါဒီတလာလုံးအတွက်ကားဆွဲကောင်းတာမျိုးကားတော့ဝင်ဝင်ကောင်းတာမျိုးကားလုပ်ငန်းတွေအဆင်ပြေတာမျိုးအမြဲဆိုးနေရရှိတာမျိုးတွေပေါ်လာလိမ့်မယ်နော်နောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်ဒီဆိုင်ငန်းဈေးကန်းစတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံချောက်ကုံစိမ့် အားဆိုင်မဲ့ရောင်းရောင်းကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့ရောင်းအားတက်ခြင်းနဲ့လက်လာပါတွေဝင်ခြင်းနဲ့ဆိုဆိုင်ရဲ့အဝင်ဝမှာတန်တုံးလေးတွေထထားပေးမိမိတို့ရဲ့ဆိုင်ရဲ့ကောင်းနာပေါ်မှာတန်တုံးတန်လိုက်တုံးလေးတွေထထားပေးရောင်းခြင်းနဲ့ပစ္စည်းတွေကြားထဲမှာတန်တုံးလေးတွေထထားပေးတင်ထားပေးရောင်းဝယ်တွေတွက်မယ်အဆင်ပြေမယ်ခန္ဓာကိုယ်မှာဆောင်းပြီးရောင်းဝယ်တွေစကားပြောပေးရောင်းဝယ်တွေတက်လာလိမ့်မယ်မိမိတို့ရဲ့ဘောနော်ဆိုင်မှာဈေးရောင်းကောင်းပြီးတော့အမြတ်ဆုံးတွေရရှိလာလိမ့်မယ်နော်နောက်ထပ်ဒီငွေကြေးကန်ကောင်းခြင်းနဲ့ငွေမြဲခြင်းနဲ့လက်ရှင်နဲ့ဆိုမိမိရဲ့ပတ်ဆိုင်တွေမှာတန်လိုက်တုံးလေးဆောင်းပြီးတော့မိုးထည့်ပြီးတော့ဆောင်းထားပေါ့နော် အာအများအားဆောင်ထားလို့ရတယ်တက်လုံးနဲ့ဆောင်ထားပေးလို့ရတယ်မိုးလင်းနာနဲ့ပက်ဆိုင်လေးပုတ်ပြီးတော့ငွေဝင်စေငွေမြဲစေလက်ရှင်ပါစေပြောပေးလိုက်နော်အဲ့လိုအကူကြီးတောင်းချင်းနေဆိုတန်လိုက်တုံးလေးဆောင်ပြီးအကူကြီးတောင်းတာအဆင်ပြေလိမ့်မယ်ငွေကြီးလည်းကန်ကောင်းလာလိမ့်မယ်နော် နောက်ပြီးတော့ကျမ်းမာရင်ညံ့နေတဲ့ဆေးတို့ဆေးတောက်လုံးနေတဲ့သူတွေဆေးကန်းပြနေတဲ့သူတွေជីជីမမယောဂါဆိုညံ့နေမကြရအောင်မိမိရဲ့ခေါင်းမှာတန်တုံးလေးထားထားပြီးတန်လိုက်တုံးလေးမိမိရဲ့အိပ်ရအောင်မှာခေါင်းအိပ်ခေါင်းအောင်မှာထားလိုက်တာမျိုးပြုလုပ်လို့ရပါတယ်မိမိတို့ရဲ့ဒါအခန်းထဲမှာတန်လိုက်တုံးထားထားပြလို့ရတယ်တန်တုံးလေးတွေထားထားပြလို့ရတယ်တကြီးရွယ်အိုလေးတွေပေါ့နော်တောင်ရဆောက်တဲ့သူလေးတွေပေါ့ပေးကန်းစွန်ချဲပြီးတော့လိုရာဆုတောင်းခြင်းပြီးជីជីမမယောဂါဆိုညံ့နေမကြရောက်နိုင်ပါအောင်နော်နောက်ထပ် အိမ်တွင်းအိမ်နောင်ရေးကဏ္ဍလေးတွေအေးချမ်းခြင်းနဲ့အိမ်နောင်ဘက်နဲ့အဆင်ပြေခြင်းနဲ့အေးချမ်းချမ်းရှိခြင်းနဲ့အိမ်နောင်ရေးအေးချမ်းဖို့ဆိုရင်เนาะဒါမိမိတို့အနေနဲ့တန်လိုက်တုံးလေးမိမိတို့ရဲ့ပေါ့เนาะခေါင်းရင်းဘက်မှာထပ်ထားပေးเนาะတန်တုံးလေးတွေထပ်ထားပေးနောက်ပြီးတော့ဒီလင်မြန်းနှစ်ရပေါ့เนาะခရောင်းကစားလေးတွေဖြစ်နေတဲ့ဒါမျိုးလေးတွေအေးချမ်းဖို့အတွက်ပေါ့เนาะအတိုက်ခံနေမကြမကြဖြစ်နေတယ်ရံပေါ်နေဆိုလင်းမြန်းယောက်ကဓာတ်ပုံကိုမျက်နှချင်းဆိုင်ကွန်နက်ကပ်ပြီးဟိုဘက်ဒီဘက်တန်လိုက်တုံးလေးကပ်ပြီးတော့မမီအိတ်ရအောင်မထားရေခေါင်းရင်းအိတ်မှာခေါင်းရင်းဘက်မှာထားပြီးတော့မြေတားတို့ကလေးတွေယူပြီးဆူတောင်းပေါ့နော်အဆင်ပြေလာလိမ့်မယ်အေးချမ်းလိမ့်မယ် ဲ့လိုပဲချစ်သူဆောင်တဲ့အနေနဲ့ခြေရေးအဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့ဆက်သွယ်ပြနေတာတွေပြန်ရခြင်းနဲ့ဆိုရင်တော့တန်လိုက်တုံးလေးဆောင်ပြီးတော့စကားပြောတာမျိုးချစ်သူနူးရဲ့ဓာတ်ပုံပေါ်မှာတန်လိုက်တုံးလေးတင်ထားတာမျိုးတော့ချစ်သူနူးရဲ့ဓာတ်ပုံကိုမျက်နှာချင်းဆိုင် connect ကဟိုဘက်ဒီဘက်တန်လိုက်တုံးလေးကပ်ပြီးတော့အဲ့ရအောင်မှာထားအိတ်ပေါ့နော်ထားပြီးတော့မြစ်တာတုံးတစ်ရွတ်ပြီးဆူတောင်းခြင်းပြအရာရအဆင်ပြေမယ်အေးချမ်းမယ်ပေါ့နော်အဲ့လိုမျိုးအဆက်အသွယ်ပြနေတာတွေလည်းပြန်ရနိုင်ပါတယ်အဲ့တော့အလုပ်အင်တာဗျူးကိစ္စတွေဆမ်မွေးကိစ္စတွေရှိတယ်ဆိုရင်တန်တုံးလေးဆောင်ပြီးတော့အင်တာဗျူးဖြစ်တန်တုံးကအကြီးလေးရတဲ့တစ်တစ်လေးလေးရတဲ့အဆင်ပြေဆုံးတန်တုံးဖြစ်ချင်ရပြီပေါ့နော် ကြည်ကြည်သေးသေးပေါ့အဲ့လိုမျိုးလေးတခုသုံးမဟုတ်တန်လိုက်တုံးလေးဆောင်ပြီးတော့ကိုအင်တာဗျူးဖြေတာမျိုးဆောင်ပွဲဖြေတာမျိုးပြုလုပ်ခြင်းမြေအရာရာအဆင်ပြေမယ်ခက်ခဲမှုတွေလွတ်မြောက်မယ်ပေါ့နော်အဲ့တော့ကိုရဲ့အင်တာဗျူးတွေဖြေတာအောင်မြင်တာမျိုးဆောင်ပွဲတွေအောင်မြင်တာမျိုးတွေဖြစ်လိမ့်မယ်ဒါတော့ဒီတလာလုံးအတွက် lucky အဆောင်လေးပါတကြည်ရွယ်အိုးတွေပေါ့နော်အာဒီတောင်ရဲစားသားသူတွေတွေပေးကဲဆွန်ကျဲပြီးလိုရာဆူတောင်းခြင်းမြေကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒီတလာလုံးအတွက် lucky color လေးကတော့အဖြူပွင့်ပြူရောင်ပန်းစီရောင်နော်ပန်းရောင်လေးတွေအပြာပွင့်အပြာရောင်လေးရ lucky color လေးဖြစ်တဲ့အတွက်အရေးကြီးသော lunge ကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝစ်စင် အသုံးပြုခြင်းဖြင့်ကံစတာပုံလန်းစေပါလိမ့်မယ်เนาะဒါဒီတလာလုံးအတွက်တင်းနာသားသမီးအတွက်ထိကံနဲ့လက်ကိအဆောင်ရေတရားကာလာလေးကိုပြပြပေးသွားတာပါဒီဒီရေတရားလေးတွေပေါ့เนาะဒီဆောင်လေးတွေပြုလုပ်ပေးပြီးကံကားမှုတွေရှာယူပေးပါယနေ့မှစတင်နာသားသမီးတိုင်းဖြီးဆူကြီးပေါက်ကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်